ဟိုကိုရူကတော့အဲ့လိုဒူယူဆဲတဲ့နေရာမှာတော့နည်းနည်းတော့ဟိုယူဆဲနေကြလည်းဖြစ်သွားတာပေါ့နော်ဥပမာဒီလူပွဲမျိုးဟုတ်တော့အမြဲတမ်းနှစ်တိုင်းယူတိကြတော့ရွှေကျူရှိတာပေါ့အဲ့အဲ့လိုယူတိကြဆိုတော့အဲ့ရွှေကျူယူတဲ့အခါမှာလည်းဆန်ဆန်နှုံးထားတဲ့ဒီမှာယူတဲ့ဆန်နှုံးထားတဲ့နည်းနည်းခက်ဆင်ဆင်ပါပဲကလေးတွေအဲ့လောက်ဝါမလာကြီးလိမ့်မယ်မထင်ဘူးဆိုတော့အများကြီးပဲဖြစ်စေချင်တယ်လေဖြစ်အောင်လည်းသူတို့စူးစမ်းစီချင်တယ်ရုပ်ဆောင်ပြောက်ဖြစ်မှုဆိုပါတယ်ဟိုကပေါ့ဖြစ်ချင်တဲ့စိတ်ကူးနေလည်းမရအောင် က်ပြက်ပြည့်စုံနေမှာ လာရမယ်စတိုင်ရှိရမယ်အဲ့လိုမျိုးပြုံးစံနဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာထားမှလည်းအခုလိုအခုလိုငယ်ငယ်တုန်းကဆိုရွှေရှင်လောကတွေဝင်မယ်ဆိုလို့ရှိရင်အခုရဲ့ဆရာပေါ့နော်ဆရာဒါရိုက်တာရွှေရှင်ရဲ့သူတို့ရဲ့ဂရုမှာအခုလိုခေါ်ထားတယ်ဒီပေါင်းသင်းဆက်ဆံရေးအစဒီအိုက်တာကြီးတွေအစပြီးတော့ဟိုဆက်ဖွဲ့အစုံပေါ့နော်လူတွေအားလုံးတသားတည်းပြန်ပေါင်းလာတယ်အဲလူသားချင်းချင်းစာနာတဲ့စိတ်ကလေးလေထားတတ်ရတယ်အဲ့လိုမျိုးလေးပေါ့နော်ဒါအခွင့်အရေးကောင်းလေဒါအခွင့်အရေးကောင်း ကလေးတွေအတွက်အိမ်မက်မက်ဖို့ဆိုတာအမိတဲ့လူတွေအခွင့်အလားလူတွေဟိုတချို့ရဆိုရင်လုတ်တက်တယ်ရုပ်ကြီးလည်းရှိရောဒါပေမဲ့ဖြစ်မလားဆိုတော့ခုနကတော့တယောက်ထိစိတ်မမိတာပေါ့နော်အခွင့်အရေးမရလားအခွင့်အလားမရှိတာဆိုတော့အဲ့လိုမျိုးဒါဆိုရင်ကလေးတွေအတွက်အရန်ကိုအိမ်မက်ကောင်းညှော်လင်းချက်ပြီပေါ့ဒါတော့ cloud 7ကပေါ့နော် cloud seven ကညီလေးတွေကသူတို့ IT တွေအစ်တီသူမွေးထုတ်ချင်တယ်ပေါ့သူတို့မွေးထုတ်ချင်တယ်ဆိုတော့ဆန္ဒရှိတဲ့အတွက်သူတို့သူတို့ဆန္ဒတိုင်းပေါ့ကိုတို့ကဝိုင်းဝိုင်းမီကူညီပြီးတော့ရွေးချယ်ပေးတာပေါ့နော်ဒီမှာအမှုပညာပတ်သက်ရွေးချယ်ရရှိရလေအဲသူတို့ဟိုပါပေါ့ရုပ်ရှင်ဇလန်းတွေဇလန်းတို့အဲ့လိုပြောပေါ့အဲ့လိုသူတို့ဟိုပါ production တွေသူတို့ထုတ်လို့ရှိရအဲ့ကြောင့်မလို့ပို့ဆောင် မွေးတာပေါ့နော်မွေးတာပေါ့ကျဆောင်မွေးတာဟိုကိုလိုကတော့ဟိုဘောဒူယူးဆဲတဲ့နေရာမှာတော့နည်းနည်းတော့ဟိုယူးဆဲနေကြလည်းဖြစ်သွားတာပေါ့နော်ဥပမာဒီလူပွဲမဟုတ်တော့အမြဲတမ်းနှစ်တိုင်းယူးနေကြတော့ရှူကျူရှိတာပေါ့အဲအဲ့လိုယူးနေကြဆိုတော့အဲရှူကျူယူးတဲ့အခါမှာလည်းစံစံနှုံးထားတဲ့ဒီမှာယူးတဲ့စံနှုံးထားတဲ့နည်းနည်းခက်ဆင်ဆင်ပါပဲဘာလို့ဆိုအဲသူဆောင်ကောင်းဖြစ်ရမယ်အဲဆွဲဆောင်မှုရှိရမယ်အဲအိုက်တာကောင်းတယောက်ဖြစ်ရမယ်ဆိုတဲ့အနေထားမျိုးစီးမြင်ပုံမှာယူးဆဲကြတာဆိုတော့လေအဲအဲ့တော့ အာဂူရူကိုကိုရူပဲခိုင်းနေဆိုတာလေအဲအဲ့လိုလှုပ်လှုပ်ပြီးရမှာပေါ့အဲနောက်တစ်ခုကတော့ဂူရူကဲလှုပ်တင်ကြလဲဖြစ်တာပေါ့လေအဲဒါမှမလို့ခိုင်းတာပါဟိုကလာလေးချက်တာအကြောင်း၅အကြောင်းမထွန်းနော်အယောက်၆ရင်းရှိတယ်၆ရင်းအများကြီးပဲလေကလေးတွေအဲ့လောက်ဝါသနာကြီးလိမ့်မယ်မထင်ဘူးဆိုအများကြီးပဲဖြစ်စေချင်တယ်လေဖြစ်အောင်လဲသူတို့စူးစမ်းစီချင်တယ်ရုပ်ဆောင်ပြောက်ဖြစ်မှုဆိုပါတယ်ဟိုကပေါ့ဖြစ်ချင်တဲ့စိတ်တူနေလည်းမရအောင် ဖက်ဖက်ကပြည့်စုံနေမှာလာရမယ်စတိုင်ရှိရမယ်အဲ့လိုမျိုးပြောဆောင်တဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာထားမှာလေအဲဖြစ်စီခြင်းလေအခုဆိုရင်အားလုံးထဲကနေပြီးအယောက်6ဝါနေပြီးတော့ဆိုတော့ဘယ်လောက်ယူမှာလဲ50အခု6ဝါတည်းမှာ50ယူမှာပေါ့50ယူပြီးတော့မှဘယ်ပြန်ကြလို့ရှိရင်အဲ50တည်းရမှာနောက်ထပ်အဲဘယ်နည်းတော့ထပ်ယူလဲတော့အတိအကျမဆုံးဖြတ်ရသေးဘူးပေါ့နော်အဲအခုဒီအစီအစဉ်ကြီးကတော့ကောင်းပါတယ်လူအိမ်မက်ဘယ်လိုပြောကျယ်ဝမြိုင်အိမ်မက်ဆိုတဲ့နာမည်နဲ့လိုက်အောင်ကိုသူတို့အတွက်အိမ်မက်တစ်ခုဖြစ်မှာပါ အခုငွေတော့ကျဲဝင်တူတူလေးဒီအချိန်တော့ဆိုလို့ရှိရင်အများနဲ့လိလာနေရတယ်အများနဲ့ကိုယ့်ကိုယ်လေးလေဟိုတင်နေရတာပေါ့နော်ဘယ်အရာမှဟိုမွေးရရတက်လာတာမဟုတ်တဲ့အခါကျတော့ဟိုဘယ်မှာတင်ရတော့ဆိုပတ်ဝန်းကျင်မှာပဲတင်ရတယ်အဲ့ပါဝင်ရင်မှာကိုကျင်လေတဲ့ပါဝင်ရင်ကိုအခုအခုလိုငွေတော့ဆိုရုပ်ရှင်လောကတဲ့ဝင်မယ်ဆိုလို့ရှိရင်အခုရဲ့ဆရာပေါ့နော်ဆရာဒါရိုက်တာရုပ်ရှင်ရဲ့သူတို့ရဲ့ group မှာအခုလိုခေါ်ထားတယ်ဒီပေါင်းသင်းဆက်ဆံရေးအစဒီ အိုက်တာကြီးတွေဆပြီးတော့ဟိုဆက်ပွဲအဆုံးပေါ့နော်လူတွေအားလုံးတသားတည်းပြန်ပေါင်းလာတယ်အဲလူသားချင်းချင်းစာနာတဲ့စိတ်ကလေးလေးထားတတ်ရတယ်အဲ့လိုမျိုးလေးပေါ့နော်စားတာပေါ့အဲ့ဒီကစားပြီးတော့မှကျွန်တဲ့ပညာတွေအကုန်လုံးလေ့လာတာပေါ့နော်အဲအဲ့လိုအဲ့လိုလေးတွေပေါ့ကျေပွန်လေးတွေအဲဖြစ်ချင်တဲ့အခါမှာအဲ့ဒီအချိန်မှာအများကြီးလက်တင်ရတယ် အဲတိဥဆောင်တယောက်ဖြစ်ဖို့အတွက်အထာရတတွေလည်းအများကြီးသင်ရတယ်ကိုယ်ကံပညာတွေရဲ့အစပေါ့နော်အဲရုပ်ရှင်ကိုယ်ကံပညာဆိုတော့တသက်ရှိရပါဒါတော့ပြောတော့အများကြီးပဲပေါ့ပြုရှင်ပညာတွေကတော့အဲ့လိုမျိုးနဲ့စခဲ့ရတယ်နော်မဆန်လို့ဆိုရင်ရုပ်ရှင်တန်နန်းစင်းနော်ရုပ်ရှင်ညီမနိုင်ငံရုပ်ရှင်တိဥဆောင်တန်နန်းကနေပြီးမဆန်တော့အဲ့အဲ့ဒီကနေစတယ်ကျေပွန်းနေပေါ့တိဥဆောင်ကတွေ့ကြုံဟောပေါ့တွေ့ကြုံပေါ်မှာလည်းမကြည့်ဘူးတကားရိုက်နကားရဲ့သုံးခါရဲ့မကြည့်ဘူးလေတွေ့ကြုံပေါ်မှာလည်းသူက ပညာတွေအများကြီးပါပါဘောနော်ပြီးတော့ဒီကိုရဲ့ဒီလူခေါ်ကိုင်ပြအချင်းချင်းမှလည်းပညာတွေရတာလေကိုထည့်အကြီးကြီးရှိတာပေါ့နော်ကိုထည့်ဝါရည်သေးဆောင်ကြီးရှိရဲ့အဲ့ခါတည်းပညာတွေယူရတယ်ပြကိုရဲ့ဘင်းကဟိုပါပေါ့ပညာချင်းဆက်ဖို့အကုန်လုံးသူတို့စီရတယ်ယူရတယ်ဒါပေမဲ့ဆိုသူတို့မှလည်းတစ်ခုကောင်းတယ်အများကြီးရှိရလေအစိုးဆိုကဒီရုပ်ရှင်ဆိုကလည်းမိသားစုလို group လိုက်လုပ်ရတာဟာကြတော့ဒီ group မှာပေါင်းတဲ့စာရဲ့အရင်ကြီးတယောက်ကြောက်ရေးနေနေမှအလုပ်လုပ်ရတာအဆင်ပြေတယ်လေ ကြောက်ကြောက်စိတ်လေဆိုအဲ့ဒီလောက်တော့လည်းအဆင်မပြေဘူးအဲ့ဒါအဓိကမိသားစုကိုပေါ့နော်သွားရတာနော်လူပြောတဲ့ဝန်မြဲအိမ်မက်ဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့လည်းကျဲဝင်းဖြစ်ချင်ကြတဲ့အိမ်မက်ရှိမှာပေါ့အဲ့ဒါကြောင့်မလို့ရှူချူပြန်ပြီးသားလူတွေလည်းပါလာတွေ့ရတယ်တိုးဆုံဖြစ်ပြီးသားလူတွေလည်းပါလာတာတွေ့ရတယ်ပြောပြောဒီမှာသူတို့အတွက်အခွင့်အရေးဒါဘလို့ပြီဘုကျွန်တော်တို့တရုတ်ပြဆိုဝင်ပြန်ပြမှာပဲဒါပြောတော့ဝင်ပြတော့လေဘလို့ဒါဘလို့ပြောလဲအဆုံးမရှိဘူးပေါ့ဗျာကေတန်းဆိုတာအတွေ့အကြုံပေါ့ မပါလဲအတွေ့အကြုံတကူရသွားတာပေါ့နော်အဲဒီအတွေ့အကြုံဆိုတာဘာလဲဆိုတော့ငါဘာလို့နေသေးလဲအဲသူမျိုးရဲ့နေရှင်ငါဘာတွေလိုအပ်နေလဲဘာတွေထပ်ပြီးတော့ဖြည့်ရမလဲဆိုတာတွေအများကြီးတွေ့အကြုံရသွားတာပေါ့ကျွန်တော်ခုတွေ့ရတာတွေကတော့ဒီသုံးဆောင်တဲ့တပ်ပြီးသားတွေယူလာကြတာအစိမ့်သက်သက်တွေလည်းပါပါတယ်သုံးဆောင်တဲ့တပ်ပြီးသားတွေလည်းလည်းလာကြတယ်အဓိကတော့ဒီကအာပြောမယ်ဆိုတော့ hero ယူတာပေါ့တကယ်ဇက်ဆောင်ယူတာပေါ့နော်ဆက်ဆောင်မွေးထားမှာပေါ့အဲသူတို့လုပ်ငန်းတွေအများကြီးလုပ်မှာဆိုတော့လေ ဇလန်လေးရိုက်မယ်ဇလန်တို့လေးရိုက်မယ်အဲ့လိုမျိုးဆိုတော့ကြော်ငြာလေးရိုက်မယ်ဆိုတော့တို့ကဒီအဲဒီကစားတောင်ဖြစ်မယ်အနေထားမျိုးတွေတို့ရွေးချယ်ကြတာပေါ့နော်ဒါအခွင့်ရေးကောင်းလေဒါအခွင့်ရေးကောင်းကလေးလေးအတွက်အိမ်မက်မက်ဖို့ဆိုတာအမိလဲလို့တယ်အခွင့်လားလို့တယ် ချို့ရဆိုရင်လုတ်တက်တယ်ရုပ်ကြီးလည်းရှိရောဒါပေမဲ့ဖြစ်မလားဆိုတော့ခုနကတော့တောက်ထိစိတ်မမိတာပေါ့နော်အခုရေးမရလားအခွင့်အလမ်းရှိတာဆိုတော့အဲ့လိုမျိုးဒါဆိုရင်ကလေးတွေအရန်ကိုအိမ်မက်ကောင်းညှိုးလင်းချက်ပြီးပေါ့